ောကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးတော့မှအဓိကကူညီပံ့ပိုးပေးထားဖြစ်ပါတယ်ဆောကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd academy ရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူ account တစ်ဖွင့်ပြီးတော့မှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်တို့သတင်းကောင်းပါကြင်ပါတယ်ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တမ်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်သက်ဆိုင်ရာအေဂျင့်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါခြင်းပါတယ်။ကျွန်တော်တို့က promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ ဆော့ကောပရိသတ်များအားလုံးပဲမင်္ဂလာပါဒီညမှာယူရိုပါလိအချို့ဘိုလ်လူပွဲနှစ်ပွဲ ကစားဖို့ရှိတယ်အဲ့ထဲမှာမန်ချက်စတာယူနိုက်တက်နဲ့ဘီဘောရိုးရဲ့ပွဲစဉ်တွေကိုသုံးသပ်တင်ဆက်ပေးဖို့ရှိပါတယ်ဒီစီဇန်မှာတော့ကျွန်တော်နဲ့အတူကလောင်ရှင်တယောက်ဖြစ်တဲ့အိုဝင်ကနေပြောမှသုံးသပ်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျအိုဝင်မင်္ဂလာပါမင်္ဂလာပါကိုပထမအချို့မှာတော့ဒါလုံးဝမထင်မဲ့ဖဲနဲ့နော်ဒီဆာမမီးစကွန်းမှာမန်ချက်စတာယူနိုက်တက်က3ဂိုးဂိုးမရှိနဲ့နိုင်ခဲ့တယ် ။အဲအဲ့ပွဲမတိုင်ခင်ဘေဘောဦးကဒီရာဒီယူရိုပါလိမှာဒါအင်္ဂလိပ်လုံးဝရှုံးမွေးမရှိခဲ့ဘူးပေါ့နော်။ပထမကြော့မှာဒါမထင်မှတ်ဖက်နဲ့ဒါသုံးခုပြတ်ရှုံးသွားတယ်။ပွဲအစပိုင်းမှာဒီနောက်ခံလူ VV ရန်ထုတ်ခံရတာလေ။ဒီပေါ်တဲ့ထုံးတဲ့ချက်ဖြစ်သွားခဲ့တာပေါ့နော်။အဲဆိုပထမကြော့အနေထားလေးပေါ့လေ။ဒီအနေထားလေးကိုဦးငယ်တစ်ချက်လောက်စာပြပြောပြပါဦးညီ။ဟုတ်ကဲ့ပါဒါပထမအကြော့မှာပေါ့နော်။ဒီ VVN အထုံးမခံခင်အထိကဒါ Viva ဝရဲ့ player ကတော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်။ Manchester United ကိုကိုလည်းဒါ ဟိုတတဆပ်ပေါ့နော်ဒီထိုးပေါင်းမှုတွေလုပ်နေတယ်တကယ်လဲသူတို့ player တော်တော်လေးကောင်းတယ်ပေါ့နော်ဒါပေမဲ့ဒါ Manchester United ကဒါဟို Casemiro ရဲ့ဥဆောင်ကိုရသွားတယ်ဥဆောင်ကိုရပြီးရဲ့အချိန်မှာဒါဟို Vivian အနီးကထိသွားအဲ့အချိန်မှာလုံးဝပွဲရရုပ်ချီးလုံးဝပြောင်းလဲသွားတယ်ပေါ့နော်ပြောင်းလဲသွားပြီးတော့ Manchester United ကပဲဥဆောင်ကစားပြီးတော့ပဲနောက်ထပ်ဂိုးတွေရောက်သွားတယ်ပေါ့နော်ဒီညမှာပြောချင်တာကဒါဒုတိယအကြောမှာဒါဟို Manchester United ဘက်ကဒါ final တက်ရောက်ခဲ့ဖို့ဒါခြိလန်းတော့တော်တော်ကြီးတာရင်လို့အောင်ဒါပြောလို့ရတယ်ဆိုပေမဲ့ အဲဘာပဲပြော17ရက်17ရက်ချင်းကန်လို့ရှင်ဒါ ultra full မှာဘလို့ပုံစံဟိုဟာ viva web ပါဘောဟိုဟာဘလို့ပုံစံနဲ့ရင်ဆိုင်လာမလဲနောက်ပြီးတော့သူတို့ရဲ့ဒီဟိုဟာကောင်းမှုနေနဲ့ချိန်ဆောင်ဒီ ultra full မှာပြန်ပြီးပြသနိုင်အောင်လားဆိုတော့ကျွန်တော်ချက်ဆောင်ကြည့်ရမှာပေါ့ဒီပွဲမတန်ခင်အချိန်တွေမှာတော့ဒီအတင်းအတင်းကြားမှာ Manchester United ဘက်ကအပြုသဘောဆောင်တဲ့သတင်းတွေကြားရပေမဲ့ viva web ကတော့ဒီအပြတ်သဘောဆောင်တဲ့သတင်းတွေပေါ့နော်ဒီပွဲမတန်ခင်မှာဆိုရင် Inaki ရော Nico ရော William ညီနောင်တယောက်စလုံးဒဏ်ရာပြဿနာ နည်းနည်းရှိတယ်။နောက်တစ်ခါကျအရေးပါတဲ့တိုက်စစ်ကစားမတယောက်ဖြစ်တဲ့ Sunset ကလည်းပထမကြောလွဲခဲ့သလိုဒီပွဲလဲဒါပါဖို့မတိကြသေးဘူးပေါ့နော်။ဟုတ်ကဲ့လွဲဖို့တော့တော်တော်လေးရာနှုန်းများတယ်ဆိုတဲ့အခြေအနေအခြေအနေလဲကြားရပါတယ်။ Manchester United မှာတော့ဒါအားလုံးသိတဲ့အတိုင်းပဲ Brentford နဲ့ပွဲစဉ်မှာဆိုရင် Amadia လို့ပြောင်းဝင်ကစားနိုင်တယ်။ဂိုးလဲသွင်းနိုင်ခဲ့တယ်။နောက်ထပ်ဒီ PR တွေများနေတဲ့ တောင်ပန်ကစားမဖြစ်တဲ့ဒါခါနာချူကလည်းဘရန်ဖို့နဲ့ပွဲမှာဂိုးလည်းဖန်တီးခဲ့တယ်။လှပတေတတ်တဲ့ twin goal တကူလည်းရခဲ့တယ်ဆိုတော့ Manchester United ဘက်ကတော့စိတ်အားသက်စရာလေးမြင်နေရတယ်ဗောလေ။ Manchester United မှာဒီရာဒီကထူးခြားလေးတကူက Premier League မှာဟိုပပဆက်ဆက်ရုံးကန်နေရပပဆက်ဆက်ရှုံးပွဲဆက်နေရဗောနော်။ဒီလိုဆက်နေခဲ့ပေမဲ့ Europa League မှာတော့သူတို့ဒါ73ပွဲစလုံးမရှုံးတော့ဘူး။ရှိပွဲနိုင်၅ဘွဲတီကြတာပေါ့နော်အဲဆိုတော့ဒီ8ဘွဲပွဲစဉ်မှာတော့ဒါ Manchester United က ဘလိုပုံစံဘလိုခင်းချင်းမျိုးနဲ့ဒီပွားဟိုကိုရင်ဆိုင်လာမလို့ဟိုဝင်ထင်းနေမှုကြီးဟုတ်ကဲ့ပါဒါပထမအကြော်က Manchester United ရဲ့ဒါပွဲထွက်လူစင်းအတိုင်းပဲဒီဒုတိယအကြော်မှာပွဲထွက်လာမယ်လို့ထင်တယ်ဘာဖြစ်လို့လဲဆိုတော့ပြီးခဲ့တဲ့ Brandfort နဲ့ပွဲမှာဒါနောက်ခံကစားမှာဒီကလေးဒဏ်ရာရသွားတယ်ပေါ့လေဒဏ်ရာရတော့ဒါတေးကြရတယ်ဒီပြီးခဲ့တဲ့ဒါပထမအကြော်မှာခြေစွမ်းပြထားတဲ့ဒါကိုဖန်မှုတင်ရဲဒါပြလို့ပြီးနေတယ်ပေါ့နော်ဒါမပွားရပဲဒါ CCB နေရာမှာပွဲထွက်လာဖို့ရှိတယ်နောက်ပြီးတော့ဒီ RCB နေရာမှာလည်း Mazda ဝီပဲဒါပွဲထွက်လာဖို့ပါနိုင်ပါပါနိုင်ပါမှန် ပါနိုင်ဖို့တော့များလောက်တယ်ဗျာဒါပေမဲ့အခုရှိတာကဒီမာဇာဝေရဒီယာဒီမာဒါဥရောပထိုင်းတဲ့၅ခုထဲမှာဒါဝယ်အများဆုံးကစားထားတယ်နောက်ခံကစားတော့မှ၅ယောက်ထဲမှာဒါသူကလည်းတယောက်ပါဝင်နေနော်အပါဝင်ဖြစ်နေရဆိုတော့ဒါဘလို့ဒီပွဲမှာမာဇာဝေကိုဆက်ပြီးတော့ပဲပွဲထုံလာမလားအဲသူ့ရဲ့တန်ရဟိုကြံ့ခိုင်ပုံနေထားဒါဟိုပြည်စုံလားဟိုဟိုပြည်စုံလားရှိလားဆိုတော့ဒါကျွန်တော်တို့ကတစ်ချက်ပြန်ကြည့်မှာတော့ဒါမဲ့ဒီကွင်းလယ်နဲ့ဒီတိုက်စစ်ပိုင်းကတော့ ဒါပြီးခဲ့တဲ့ပထမကြောအတိုင်းပဲဒီပုံစံမပြောင်းမဲပွဲထက်လာမယ်လို့လည်းထင်တယ်အထူးသဖြင့်ဒါပြီးခဲ့တဲ့ပွဲမှာဒါခနာချိုတော်တော်လေးခြေစွမ်းပြသွားတယ်အဲ့ဒီအတွက်လည်းဒါအာအပြူသဘောဆောင်တဲ့အနေထားမျိုးလည်းရှိနေတာဆိုတော့ဒါမန်ချက်စတာယူနိုက်တက်ဘက်ကတော့အင်ကွင်းအသာချက်တွေရောပထမအကြော့မှာဒါ 3D ဆိုပြီးပြတ်သားတဲ့ရလက်တွေကြောင့်ဒါဒီပွဲမှာလည်းဒါမန်ချက်စတာယူနိုက်တက်အနေနဲ့ပေါ့နော်ဒီဘယ်လိုပြောမလဲဒီတိုက်စစ်ကိုဒါအများကြီးအလွန်ကြုံလိုက်ပါပြီးတော့ကစားဖို့မရှိဘဲနဲ့ပေါ့နော်ဒီပွဲကိုထင်းထင်းသိမ်းသိမ်းလေးနဲ့ပဲဒါပြပါဘူးဘက်ကိုချိကန်လာမယ်လို့ကျွန်တော်မြင်နေတယ်ဗျ ုံမှန်ဆိုရင်လည်း United ကတော့ဟိုဘယ်လိုပြောလဲသူကခံစစ်ကစားတဲ့အနေအထားမျိုးတွေဆိုရင်တော့ပွဲကိုချင်းကတ်တဲ့ပိုင်းလေးအဆင်ပြေတယ်။ဟိုတိုက်စစ်ဆင်ရမယ့်ဟာမျိုးဆိုရင်တော့ဒါမလွယ်နိုင်ဘူးပေါ့နော်။ပထမကျတော့ဝေးဝင်းပွဲစဉ်မှာဒါကောင်းမွန်လွန်းတဲ့ရလဒ်တကူသူတို့ဖန်တီးနိုင်ခဲ့တာကတော့နောက်တစ်ဆင့်တဲ့ပို့အတွက်တေချာဘယ်လိုတေချာလို့မိပါဖြစ်သွားစေသလိုပေါ့လေ။တစ်ဖက်မှာပြန်ကြည့်မယ်။အေကွင်းမှာတစ်ဖက်မှာပြန်ကြည့်မယ်ဆိုရင်ဒါအေကွင်းမှာချင်းကရလည်းအရန်ကိုအဆင်ပြေသွားဘာလို့လဲသူကခန်စစ်ကစားအခါကျရင်ဒီကမှကောင်းတယ်လေဒီဝင်းဘက်တွေကို ခန်းစစ်ကပို့ပြီးတော့မှအာပြုကစားစီရဲ့အခြေအနေမှာခန်းစစ်လောကနှုံးလည်းပို့ပြီးတော့မှကောင်းတယ်နောက်တစ်ခါကျတော့ကောင်တာအတက်ကလေးလည်းတွားတဲ့အချိန်မှာပို့ပြီးတော့မှအစင်ပီယာလေးလည်း United မှာတွေးရတယ်လောလောဆယ်မှာဆိုရင်တော့ဒါ United ကဒီဒဏ်ရာတက်တာလာတဲ့ကစားသမားတွေရောဒီ Kobe Mainu တို့နောက်တော့အစောပိုင်းကနေတည်းကပေါ့နော်ဒါဒီတပတ်မတိုင်ခင်ကဒဏ်ရာတက်တာလာတဲ့ Kobe Mainu တို့ကစားသမားတွေလည်းရှိတယ်ညာချမ်းမှာဆိုရင်တော့ Amedia လို့ရှိတယ်နောက်တော့ Missimong လည်းဂိုးသွင်းနိုင်ခဲ့ပြီဆိုရွေးချယ်စရာကစားသမားတော့ တော်များကြီးရှိနေပြီဒါပထမပြကြည့်လိုက်မယ်ဆို United ကဒီ February နဲ့ match မှာဆိုရင်ယူချက်ကစားသမားတကယ်ကိုအကန့်အသတ်နေပြီဒီစေကျော်တဲ့ကစားသမားလေး Academy ထွက်ကစားသမားတွေတချို့ကိုတော့မှတုံးရတဲ့အနေအထားမျိုးဖြစ်ခဲ့တယ်ပေါ့နော်ဒါဒီအချိန်ဒီမှာတော့ United ကယူချက်စရာကစားသမားတအားများနေပြီ Amorin တက်ကတော့တကယ်ကိုအားရစရာကောင်းတယ်ပေါ့လေဘီဘာဝိုရဲ့အချိန်ဒီလေးလည်းတခြားတော့ဥဝင်သုံးသပ်ပြပါဘီဘာဝိုကဒီဆိုစီတန်နဲ့ကစားသွားခဲ့တဲ့ပွဲမှာသူတို့ကိုမရှိသေးသေးပဲကြာခဲ့တယ်ပေါ့နော်ဒါကိုမသွင်းနိုင်ခဲ့ဘူး အဲ့မှာဒီ energy ဝီနီယံနဲ့ဒဏ်ရာနည်းနည်းရသွားတာထင်တယ်ဒီပေပါဝရဲ့ခြေနေလေးကိုပုံသုံးပြပြပါဦး။ဟုတ်ကဲ့ပါ။မိပါဝန်ကတော့ဒါပထမအကြော့မှာဒါတို့တယောက်ရောက်ခဲ့လို့ပေါ့။တကယ်ကအာ VPN ကအထုတ်မခံအောင်ဆိုတော့တေချာပေါ့။ဒါ message နဲ့ကိုပြန်ပြီးတုံ့ပြန်နိုင်မယ်လို့ကျွန်တော်ယုံကြည်တယ်ပါ။ဘာလို့လဲဆိုတော့သူ့ရဲ့ဒါဒီတကူပေးလိုက်ရပြီးရဲ့အချိန်မှာဟောဒါပွဲအစပိုင်းအချိန်ဒီမှာပေပါဝရဲ့ player တော်တော်လေးကောင်းတယ်။အထူးသဖြင့်ဒါပေပါဝရဲ့ဒီကွင်းလေကတော့နံပါတ်7လာမသိဘူး။ဒါသူ့ဒါကျွန်တော်နာမည်မပြောတတ်လို့ဟုတ်ဒါ ဒီဒီကစားသမားတော်တော်လေးကိုပဲဟိုချိန်ဆွမ်းလည်းပြနေပါတော့နောက်ပြီးတော့လည်းဒီ Manchester United ကကွင်းလေးကိုဒါဟိုထွန်းမှုထားတာလေးတွေ့ရတယ်ဆိုတော့ဒါ Bieber ရဲ့ player တော်တော်လေးလည်းကောင်းတယ်ဒါပေမဲ့ဒီဒုတိယကြော့မှာတော့ဒီသူတို့ဘက်မှာဒါပွဲပဲပြန်တယ်လည်းရှိတယ်နောက်ပြီးတော့ဒိုင်ယန်ကကစားသမားလည်းရှိတဲ့အတွက်ဒါ Manchester United ကဒါအဝေးကွင်းမှာအာသူတို့ဒီဘယ်လိုပြောသူတို့ရဲ့ပုံစံတိုင်းပေါ့နော်ဒီပွဲကိုတော့ဒီထွန်းမှုပြီးတော့ကစားလာမယ်ဒါပေမဲ့တည်ကြတာတော့ ဒီ Manchester United ဘက်ကခံတဲ့ကိုကတော့ပြောတဲ့အချိန်မှာဒီခံတဲ့ကစားချိန်မှာကောင်းလာဆိုတော့လက်ရှိမှာသူ့ရဲ့ဒီအားကိုးရတဲ့ဒါ William ညီနောင်ကလည်းကြံ့ခိုင်မှုအနေထားတွေဒါ Dan ပြဿနာကြီးလက်ရှိရဆိုတော့ Manchester United ကိုသူတို့အနေနဲ့ဒီလိုချင်တဲ့ဂိုးတွေပေါ့နော်ဒီရပါမလားဆိုတော့တစ်ချက်ပဲစိုးရင်မိရဲ့ဗျဟုတ်ကဲ့ပါဒါ Bilbao ရဲ့အနေထားတော့ကြံ့ခိုင်မှုပြည့်နေတော့ပြဿနာမရှိဘူးဟုတ်ကဲ့ကြံ့ခိုင်မှုအကောင်းဆုံးဒါ William ညီနောင်ကော Not a Sanchez ကောဒီကစားမ၃ရောင်စုံကကြံ့ခိုင်မှုပြည့်တယ်ဆိုရင်တော့တုံးကိုပြတ်တဲ့အိမ်ခွင်းမှာရှုံးထားတည်တယ်အောင်ဒီအဝေးခွင်းပွဲစဉ်မှာဆိုရင်ဒါဆစ်လုရှားစရာပွဲတစ်ပွဲကတော့ဖန်ပြီးကောင်းဖန်တီးနိုင်တယ် ဘလို့တယ်မှာဒီ၃အောင်စလုံးရဲ့ကြက်ခံမှုခြေနေကဘာမှမသိတဲ့အနေအထားမျိုးဖြစ်တဲ့အတွက်ဘီဘာအိုမှာတော့ဒါမျိုးနှင်းချက်နည်းနေရတော့အမှန်ပဲပုံမှန်ဆိုရင်တော့ဘီဘာအိုရဲ့ကစားအားကဒီရာသီယူရိုပါလိမှာဆိုရင် တော်လေးကိုကောင်းတယ်နောက်တစ်ခါကျတော့သူကယူရိုပါလိဘူလူဘဲကိုအိရှင်အဖြစ်လက်ခံချင်ပါမယ်နော်ဒါလက်ခံချင်မှမဲ့အနေအထားမှာဆိုတော့ဒါအများကြီးလဲမျောလင့်ပြင်ဆင်ထားတဲ့အတင်တဲ့နောက်ထပ်ဒီနီးပြဘယ်ပါးကြီးကလည်းဒါချန်ပီယံဆူပါလိနဲ့ရှင်ပါခဲ့တဲ့နီးပြတယောက်ဖြစ်တဲ့အတွက်ဘီဘာအိုမှာတော့မျောလင့်စရာတော့အများကြီးရှိခက်တာခက်တော့ဝင်ပြောသလိုပဲ ဒဏ်ရကစားမှအခြေအနေပေါ့နော်ဒီအခြေအနေအတွက်ကတော့ဘီဘာဟုကဒါအထူးသဖြင့်တိုက်စစ်ပိုင်းဂိုးရဖို့အတွက်ကတော့နည်းနည်းလေးရုန်းကန်ရချင်ရှိမှထင်ပါတယ်ဒီတော့ဒီနှစ်သင်းပေါ်လေမန်ချက်စတာယူနိုက်တက်နဲ့ဘီဘာဟုတို့ပွဲစဉ်မှာဘယ်အခြေအနေလေးကပွဲကိုဒါပွဲဖြစ်ပြည်လဲပြောင်းဖြစ်စေနိုင်တယ်ဒါမှမဟုတ်ဘယ်အသင်းကရလပူကောင်းသွားမယ်လို့ထင်နေမသိဘူး။အန်တီကြတော့ဟိုအင်ကွင်းအတာကျလဲရှိရယ်ပထမအကြော့မှာဒါဂူးပြတ်နိုင်ထားတဲ့မန်ချက်စတာယူနိုက်တက်ကပဲဒါဘီဘာအိုရဲ့ ဒီဘယ်လိုလွှမ်းမိုးကစားလာတော့ခုခံရင်းနဲ့ပဲဒီကောင်နာလေးပေါ့နော်ဒီဟိုအမော်ရင်အားတာလေးဒီကောင်နာပရီဇင်တွေရပဲဒီကာနာချိုတို့ဘရူနိုဖာနန်ဒက်တို့ဒီကစားသမားတွေရပဲပြန်ပြီးထိုးနှက်သွားမှာဆိုတော့ကျွန်တော်ဟိုတစ်ချက်စောင့်ကြမှာပေါ့အဲနောက်ပြီးတော့ဒါအရန်မှာလဲအမက်ဒီယာလိုလိုလိုကစားသမားရှိနေတယ်ဒါပေမဲ့ဒီဘက်မှာအမက်ဒီယာလိုလိုကျွန်တော်ကတော့ဒီပထမပိုင်းဟို sorry ဟိုပထမအကြော့မှာဒီပြက်သားရရလက်ကြောင့်ဒီဘက်မှာအရေးဆုံးထုတ်သုံးဝင်လို့မထင်ဘူးဘာလို့ဆိုတော့တကယ်လို့ဒါဒီဘက်မှာဟိုရလက်ပေါ့နော်ဘလူးရောက်လဲဟိုထိမှတ်မထားလေးတွေဖြစ်ခိုင်းတော့တမျိုးပေါ့ဒါပေမဲ့အခုချိန်မှာဒီဘလူးဘက်ကိုဒါ ေချာပေါက်တက်ရောက်နိုင်မယ်လို့အနေထားမျိုးတွေရှိနေဆိုတော့ဒီကစားသမားတို့တော့ဒီအမက်ဒီယာတို့လို့ကစားသမားတွေဒါတချို့ဒီဟိုကစမဲတို့လို့ကစားသမားတွေဒါပွဲချိန်ပြီးသုံးပါမလားဆိုတော့ကျွန်တော်တို့ဟိုတစ်ချက်ပြန်ကြည့်ရမယ်လေဟိုဘာဖြစ်လို့ဆိုတော့ဒီ final မှာဒါဟိုတွေ့ရမယ်အသိဟိုဒါ NBA အပြင်းနဲ့ဒါရောရင်ဆိုင်နိုင်ဖို့အတွက်ဆိုတော့ဒါဒီ Manchester United ရဲ့ဒါ Emery နဲ့ဘလို့လှည့်ပြောင်းလုပ်မလဲတေချာကတော့ဟိုကျွန်တော်ကတော့ဒီ ဆိုတော့ပြောခဲ့ဆိုမယ်ဒီတိုက်စစ်အလွန်ကြုံမှုပွဲနဲ့ဒီခံစစ်ကိုပဲဒီကြားလေးဒီစနစ်တကြားနဲ့ဒါပွဲကိုထိမ့်ပြီးတော့ပဲကစားလာမယ်လို့တော့ကျွန်တော်ထင်တယ်ဒါပေမဲ့အရင်ဟိုဘယ်လိုပြောမလဲပထမကြိုးလုံးကလုံးပြီးတော့ဟိုပါ open tight အနေနဲ့တော့ဖြစ်လာမှာမဟုတ်ဘူးလို့မြင်တယ်ဗျဟုတ်ပါအဲ့ဆိုတော့ဒါ United ကပဲအင်ဝဲမှာအ ਨੇ ဆုံးတည်ရလို့ရလာမျိုးပေါ့လေရလာမျိုးဖန်တီးသွားနိုင်မယ်လို့တော့ဒါသုံးသပ်ရမှာပေါ့နော်ခုလိုမျိုးဒါဝင်သုံးသပ်ပြီးတော့အတွက်ဒါကျေးဇူးတူတူရှိပါတယ်ကြည့်ရှုအားပေးခဲ့ကြတဲ့ Soccer Hope ပရိသတ်တူချင်းစီကိုလည်းကျေးဇူးတူတူရှိပါတယ်ခင်ဗျ